လူငယ်လူရွယ်တွေအင်းသူတင်းသားတွေပဲနေရာပဲရောက်ရောက်ဘုရားသခင်ပေါ်မှာသစ္စာရှိပါဘုရားသခင်ကိုယုံကြည်ပါဆုတောင်းပါဘုရားသခင်လမ်းပြမယ်ဘုရားသခင်အလောက်ကန်ရှာပေးမယ်ဘုရားသခင်ကိုကူညီမယ်အခက်ခဲကြောင်းကနေဘုရားသခင်ကူညီမယ်ဆိုတာကတော့ယုံကြည်စိတ်ချပါတော့အားလုံးမင်္ဂလာပါအခုလိုဘုရားသခင်နှုတ်ကပတ်တော်ဝင်ငါချင်းအခွင့်ရရှိသည့်တရားလည်းဘုရားသခင်သူပဲခြေဆုတင်ပါတယ် င်တို့2020ဖျားတဲ့ခင်ကောင်းချင်းမိလာသွန်လောင်းချပေးပါစေခဏလေးဆွတောင်းကြစို့ဖာထရာမြတ်စွာဘုရား is a season for in သတင်းစကားပေါ်ကိုရှင်ကောင်းချီးချပေးခြင်းအပြင်ကြားနာတော့ကိုရှင်သာသမီရောက်တိုင်းစီဝင်ရခွန်ရရှိဖို့ကိုရှင်မဆပြေသနာတော့မှာယေရှုနာမနာဖြင့်ဆွတောင်းပါယေဖာထရာမြတ်စွာဘုရားအာမင်ကျွန်တော်ဒီမနေ့ပြောသွားမယ့်အကြောင်းအရာကတော့ ဘယ်နေရာပဲရောက်ဖျားသခင်ပေါ်မှာသစ္စာရှိပါဆိုတဲ့ခေါင်းစဉ်နဲ့အနေငယ်ပြောကြားသွားမှာဖြစ်ပါတယ်ဘယ်နေရာပဲရောက်ဖျားသခင်ပေါ်မှာသစ္စာရှိပါကျမ်းချက်ကတော့သုတ္တရကျမ်းခန်းကြီး3ငွေ96မှာတွေ့ရပါတယ်ထာဝရဘုရားကိုစံတလုံးအကျိုးမြတ်ကိုးစားလို့ကိုဉဏ်ကိုအမိမပြုတ်နဲ့သွားလေရာရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုတ်လို့သို့ပြုတ်ရင်သေးလန်ကြီးကိုပဲ့ပြင်တော်မူလိမ့်မည် ကျွန်တော်တို့နေ့စဉ်စားသားဖို့အတွက်စားဦးနေရအတွက်စိုးရင်ပူပန်နေကြတယ်။ရုံးကန်နေရတာဒီလူရဲ့ဖြစ်လာတော့တော့အတွက်ရောက်ကျွန်တော်တို့စိုးရင်ချင်းနေအများကြီးရှိပါတယ်။ဒီနေ့ဒီချိန်ကမှသလို့ရှိရင်ကျွန်တော်တို့နေရကနေတခြားနေရရေချီယာမျက်နှာသွားတဲ့လူတွေအများကြီးရှိတယ် ဒါကြောင့်မလို့ကျွန်တော်ရဲ့သတင်းစကားတော့ဘယ်နေရာရောက်ဘုရားသခင်ကိုသစ္စာရှိပါလို့เนาะပြောကြချင်ပါတယ်ကျွန်တော်ညီကိုခရိယံအသင်းသားတွေတိုင်းတပါးတွေရောက်ရှိရတယ်လောက်ကန်ရှာဖွေနေကြတယ်စာဝန်ကြီးအတွက်အခက်အခဲတွေအများကြီးကြုံတွေ့ရတယ်စုံစမ်းနှောင့်ယှက်ခြင်းတွေမျိုးမျိုးကြုံတွေ့ရတယ် သွားရေးလာရေးနေရေးထိုင်ရေးတွေအကုန်လုံးကိုရင်ဆိုင်နေရတယ်ဒီအချိန်မှာသလို့ရှိရင်တကယ်ဖျားသခင်ကိုစတဲ့လုံးအကျွမ်းမဲ့အာကိုတဲ့လူဖြစ်မဲ့သလို့ရှိရင်ဖျားသခင်ကွဲကဆောင်မမှာသိချပါတယ်ဒါကြောင့်မလို့ဒီကနေ့ကဘာကြီးရသလို့ရှိရင်ဘေးဒုက္ခအမျိုးမျိုးရင်ဆိုင်ရတယ်ကျွန်တော်တို့အထူးသဖြင့် ကျောလူသားဒီနော်ဘဲရာကိုစိုးရိမ်တယ်ဆိုတော့စာဝင်နေရတဲ့မိသားစုစာဝင်နေရတဲ့အင်မတန်မပင်စိုးရိမ်သောအရာတစ်ခုဖြစ်တယ်။ဒါကြောင့်လို့ဘဲနေရာပဲရရောင်ထောင်ရဘုရားကိုစက်နှလုံးအကျွေးမဲ့ကိုးစားပါနော်ယုံကြည်ပါကိုညံကိုအမိမပြုတ်နဲ့သွားလျာရဏထောင်ရဘုရားမျက်မှောက်ပြုတ်ပါနော်ကောင်းပြီအဲ့တော့မတ်သက်ခရင်6 25 26မှာတို့ရှင်ရင်နော် အဲ့ဒါဘယ်လိုပေါ်ပြထားလဲဆိုတော့အဘယ်သို့စားသောရမည်ဟုအသက်အပေါက်မစိုးရင်ကြနေအဘယ်သို့ခုရမည်ဟုကိုဘူဘူပုံမစိုးရင်ကြနေအစာထက်အသက်မြတ်သည်မဟုတ်လောအခုထက်ကိုမြတ်သည်မဟုတ်လောမောကောက်ကင်းနဲ့ကျင်နေသောငှက်များကို ကြည်ရှုစီရှင်ကြလော့ထုံငှက်တို့သည် မျိုးစစ်ကိုမဆိုင်မကျဲစပားကိုမရိတ်ကြည်၌မစုမသွင်း ဖျက်မှတ်တဲ့ခရင်6အငယ်20 25 26လို့ရှိရင်တဲ့အဘဲတို့စာရမျိုးကိုမစိုးရင်နဲ့အဘဲတို့ဝူရကိုမစိုးရင်နဲ့ဖျားသိခင်ကျွန်တော်အတွက်စစ်စစ်ထားပြီးသားနော်ညက်ကလေးတွေကနော်စပကြီးလည်းမရှိဘူးစာငဲ့ကလေးတွေသူတို့ဘလို့စာရမလဲတရက်စာတရက်စာတွေကိုဖျားသိခင်အကုန်လုံးစစ်စစ်ပြင်တာတွေးရှိရပါတယ်နော်ဒါကြောင့်မလို့မန်သိကျွန်တော်စာဝုနေရေးအတွက် နော်ရေချီယာမြင့်ညွရာရှောင်းဖွေနေရတယ်မှန်တယ်ဒါပေမဲ့ ကျွန်တော်ဘယ်နေရာပဲရောက်စုံစမ်းချင်းတဲ့တော့ကုနာမှာမျိုးရှိတယ်ဖျားသခင်ပေါ်မှာသစ္စာရှိဖို့ဖျားသခင်စကားနားထောင်ဖို့ဖျားသခင်ပြည့်တော်ကိုလိုက်လျှောက်ဖို့အတွက်နော်အသက်အရေးကြီးပါတယ်ဒီထက်မှသလို့ရှိရင်တာရကလည်းကျွန်တော်ပေါ်ပြဆင်ရှင်ပါတယ်ဒိုင်ရင်လာသလို့ရှိရင်လူငယ်လေးတယောက်ပါသူကသလို့ရှိရင်စစ်တော်ပန်းနေနဲ့နော်ဘာဘူးလူမျိုးကိုရောက်ရှိလာတဲ့ခါကျတော့နော်အစားအသောက်အနည်းထိုင်အားလုံးဖျားသခင်ကိုဦးထိပ်ထားတဲ့ခါကျတော့ စုံစမ်းရေးခံရပေမဲ့တိုင်ရင်လာနဲ့အဖော်၃ရောက်သည် သစ္စာရှစ်စွာနေထိုင်ရတဲ့ကြောင့်ဘုရားကသူတို့ကောင်းကြီးပေးတယ်အစားအသောက်မှလည်းသစ္စာရှိတဲ့ကြောင့်ဘုရားသူဉာဏ်ပညာဖွင့်ပြပြီးတော့တိုင်ရင်လာသည်ဘုံကြီးချုပ်ဘုရားနဲ့ရောက်ရှိသွားတာကိုတွေ့ရှိရပါတယ်ဘုရားသခင်ကိုယုံကြည်သစ္စာရှိတဲ့အတွက်ကြောင့်ခြေသစ်တွင်းထဲမှာအချက်ခံပေမဲ့လည်း ရှင်သေးသူမကြိုက်စားခဲ့ပါဘူးအားလုံးသိတဲ့အတိုင်းပါပဲเนาะဒါအားသူလို့ရှင်ဘာဖြစ်လို့လဲဖျားသခင်ကိုယုံကြည်ကိုးစားသစ္စာရှိတဲ့အတွေ့အကြုံဖြစ်တယ်တိုင်းတစ်ပါးသားမှာရောက်ပေမဲ့ဒီယုံကြည်ခြင်းဥပ္ပုကိုခွေခြင်းဒလစ်ထုံးစံမတူပေမဲ့တိုင်းရင်လကနဲ့ဖို့တောင်းရသည်သစ္စာရှိစွာနဲ့နေတဲ့အတွေ့အကြုံဖျားသခင်နာမတော်ကိုချီးမွမ်းတယ်ဖျားသခင်ဂုံတော်ကိုပေါ်ပြတဲ့အတွေ့အကြုံ ကောင်းကြီးမင်္ဂလာခံရတယ်ဒါမှမဟုတ်ကျွန်တော်ဒီကနေ့လူငယ်လူရွယ်တွေအသေးုံသေးသားတွေဘယ်နေရာပဲရောက်ဘုရားသခင်ဘုရားဖစ်စာရှိပါလို့တိုက်တွန်းချင်ပါတယ်နောက်ပြီးတော့မပြီးသေးဘူးဒီအသက်အန္တရာယ်နဲ့ကြုံတွေ့တဲ့အခါမှာရှာတရက်မေရှက်ပေးတဲ့နေကိုဘာပြောလဲဆိုတော့အကယ်၍သာကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်နီးနော်ကျွန်တော်မကယ်ပေမဲ့နော်ကျွန်တော်အသေးခံမယ်နော်လုံးဝကိုယုံကြည်ခြင်းခိုင်တယ် ယုံကြည်ခြင်းခိုင်မြဲတဲ့သစ္စာရှိတဲ့အသေးခံတဲ့စာကိုတွေ့ရှိရတာလူငယ်လေးပါနော်ဒါမှမဟုတ်ကျွန်တော်တို့ဘုရားသခင်ပေါ်မှာသစ္စာရှိဖို့အင်မတန်မှလိုအပ်ပါတယ်နောက်တစ်ယောက်နေဆိုရောသားရောသားဆိုလည်းလူငယ်လေးတစ်ယောက်ပဲသူကြီးကမောင်မနဲ့ရောင်းဆိုင်ရောင်းပလိုက်တဲ့အကုပ်တုပြေမှာရောသားလို့ရှိရင်လူမသိရွှေမျိုးမရှိတဲ့ဒေသမှာရောက်ရှိတဲ့ခါကျတော့အခက်အခဲမျိုးမျိုးကြုံတွေ့ရတယ်စုံစမ်းနောက်ဆက်ချင်းတာမျိုးမျိုးကြုံတွေ့ရတယ် အထူးသဖြင့်အနီးကပ်ဆုံးစုံစမ်းနောက်ဆက်ရှိသည်သူရဲ့သခင်မသူ့ကိုပြန်သွေးဆောင်တဲ့ခါမှာယောသကဘလို့သတိထားမိလဲဆိုဘသူမှမသိပေမဲ့ဘသူမှမမြင်ပေမဲ့ဘုရားသခင်မြင်တော်မူတဲ့ဘုရားသခင်သိတယ်ဆိုတဲ့အသည့်တရားလေးနဲ့ယောသသူလို့ရှိရင်ဘုရားသခင်ကသစ္စာရှိတယ်ဆိုတာကကျွန်တော်တွေ့ရှိရပါတယ်သစ္စာရှိတဲ့အတွက်ကြောင့်လဲစုံစမ်းရစ်ခံရတဲ့အခက်အခဲနဲ့ရင်ဆိုင်ရတဲ့ထောင်ထဲမှာရောက်ရှိသွားတဲ့ယောသရဲ့ဘဝမှာဒါပေမဲ့ဘုရားသခင်ကသူ့ရှိသူ့ကိုကင်တင်နဲ့ဆောင်မတဲ့နော် ထောင်ထဲနဲ့ထောက်ယူတယ်တခွေတခုနော်ယောသားကိုကဲ့တင်တဲ့အခါကျတော့ယောသားတွေလည်းအကုပ်တွေမှာအကြီးကဲနော်ဝန်ကြီးချုပ်နော်အကြီးကဲလူတယောက်ဖြစ်လာတဲ့ဆိုကျွန်တော်တွေ့ရှိရပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပြောချင်တဲ့သတင်းစကားဒီလူငယ်လူရွယ်တဲ့အသိသူသိသားတွေဘယ်နေရာပဲရောက်ရောက်ဘုရားသခင်ပေါ်မှာသစ္စာရှိပါဘုရားသခင်ကိုယုံကြည်ပါဆုတောင်းပါဘုရားသခင်လမ်းပြမယ်ဘုရားသခင်အလောက်ကန်ရှာပွေး ရှာပေးမယ်ဖျားသိကိုကုညီမယ်အခက်ခဲချောင်းကနေဖျားသိကုညီမယ်ဆိုတာကနော်ယုံကြည်စိတ်ချပါနော်ခုနလူငယ်လေးဒန်ရင်လာနဲ့ယောသကဲ့သို့အတုယူပြီးတော့မိမိတို့အသက်တာမှာဖျားသိကင်တာနာစက်ကပါဆန္လကျန်း46ငယ်အငယ်တိတ်မှသလို့ရှိရင်ဘလို့ဖော်ပြထားတယ်လဲဆိုတော့ထောင်ရဖျားသိငါတို့ခွန်လုံရဖြစ်ရွေ့ခွန်အားကို ပေးတော်မူ၏ပေးရောက်သည့်ကာလအထွေထိပ်ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏အတွေ့အကြုံကျွန်တော်တို့ကသလိုရှိရင်ဒီမှာတိုင်းတစ်ပတ်ရောက်တဲ့သူသေးသားတွေလူငယ်လူရွယ်တွေနော်ဘေးရောက်တဲ့ကာလမှာအထွေထွေသူကိုင်ကြီးမှစားတယ်ဆူတောင်းပါသစ္စာရှိပါနော်အနေထိုင်အစားတော့အားလုံးဖျားသခင်ဘုန်းတော်ထင်ရှားမယ်သလိုရှိရင်ဖျားသခင်ကိုင်ကြီးဘုဆင်သေးအဆင်သေးပဲဆိုတာနော်ဒီကနေ့ဒီသတင်းစကားနဲ့ပြောချင်ရင်နဲ့နေကုန်ချုပ်လိုက်ပါတယ်သင်တို့တူစီတူစီဖျားသခင်ကောင်းကြီးမင်္ဂလာသွန်လောင်းချပေးပါစေ Amém.